ထိုင်းမြန်မာတရုတ်သုံးနိုင်ငံပူးပေါင်းပြီးမြရီဒေတာကဆက်သွယ်ရေးလိမ့်လည်မှုကျူးလွန်တဲ့တန်ရရှိသူ1180ရှေ့ကိုထိမ့်သိမ်းခေါ်ဆောင်ခဲ့ပြီးပြည်မှုတန်ရရှိသူတွေကိုအစွမ်းကုန်လိုက်လံဖမ်းဆီးမယ်လို့တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနသက်ဆိုင်ရာတာဝန်ရှိသူကပြောကြားခဲ့ကြောင်းစင်ဝါသတင်းဌာနကဖော်ပြပါရတယ်။ အခုရက်ပိုင်းတွေမှာမြန်မာနိုင်ငံများရိဒေတာမှာရှိတဲ့တရုတ်နိုင်ငံသားဆက်သွယ်ရေးလင်းလင်းမှုကျွလွန်တဲ့တန်ရာရှိသူ1188ဦးကိုတရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဌာနကထိုင်းနိုင်ငံကနေတဆင့်တရုတ်နိုင်ငံကိုပြန်လည်ထိန်းသိမ်းခေါ်ဆောင်ခဲ့ကြောင်းဒသမတရက်ကစာပြီးပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဟာကျန်းရှိပြည်သူ့လုံခြုံရေးရဲတပ်ဖွဲ့ကိုထိုင်းနိုင်ငံမဲဆောက်ကိုဆေးလွတ်ပြီးလင်းရင်ဆင်းလုံးကနေပြန်လည်ထိန်းသိမ်းခေါ်ဆောင်ရေးမစ်ရှင်ထမ်းဆောင်စေခဲ့ရာ ထိုင်းနိုင်ငံရဲ့ပိုးပေါင်းကူညီမှုနဲ့မြန်မာနိုင်ငံကနေတရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းတဲ့ဆက်သွယ်ရေးလင်းလင်းမှုကျွလွန်တဲ့တန်ရရှိသူတရုတ်နိုင်ငံသား1188ဦးကိုအတုပ်ခွဲပြီးတရုတ်နိုင်ငံကိုပြန်လည်ထိန်းသိမ်းခေါ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ တရုတ်မြန်မာထိုင်းသုံးနိုင်ငံရဲတပ်ဖွဲ့ကထပ်မံပြီးအတူပိုးရဲလှုပ်ရှားမှုတွေပြုလုပ်ခဲ့ရာမြန်မာနိုင်ငံဘက်ကလိန်လယ်မှုဥယျာဉ်စုံတွေကိုအတုံးလိုက်ရှင်းလင်းခဲ့ပြီးဆက်သွယ်ရေးလိန်လယ်မှုနဲ့သက်ဆိုင်သူတချို့ကိုဖမ်းဆီးရရှိခဲ့ပြီးအခုတစ်ချိန်လှုပ်ရှားမှုမှာဆက်သွယ်ရေးအွန်လိုင်းလိန်လယ်မှုတိုက်ဖြတ်ရေး၆နိုင်ငံဝင်ကြီးအဆင့်အစည်းအဝေးစိတ်တက်ကိုလက်တွေ့ဖော်ဆောင်တာရဲ့နောက်ထပ်အရေးကြီးတဲ့အောင်မြင်မှုရလဒ်ဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါတယ်။ ဖေဖော်ဝါရီ20ရက်ကစပြီးမြန်မာနိုင်ငံမြရီဒေတာမှရှိတဲ့စက်သွေးရေးလင်းလင်းမှုကျွလွန်တဲ့တနင်္လာရှိသူတွေကိုပြန်လည်ထိန်းသိမ်းပို့ဆောင်တဲ့လုပ်ငန်းတွေကိုတရုတ်မြန်မာထိုင်းပူရဲဆောင်ရွက်ခဲ့ရမှာတရုတ်နိုင်ငံသားစက်သွေးရေးလင်းလင်းမှုကျွလွန်တဲ့တနင်္လာရှိသူ6600ကျော်ကိုတရုတ်နိုင်ငံကိုပြန်လည်ထိန်းသိမ်းခေါ်ဆောင်ခဲ့ပြီးဖြစ်ရာပြည်ပစက်သွေးရေးလင်းလင်းမှုရာဇဝတ်ဂိုင်းတွေအပေါ်အားကောင်းတဲ့အဟန့်အတားဖြစ်စေခဲ့ကြောင်းသတင်းမှဆက်လက်ရေးသားထားပါတယ်။ နိုင်ငံပြည်ကျော်ဆက်သွယ်ရေးအွန်လိုင်းလင်လင်မှုတွေကိုပြတ်မှတ်ထားတဲ့နိုင်ငံစုံပိုရဲတိုက်ဖြတ်ရေးလှုံ့ဆော်မှုတွေကိုဆက်လက်လှုံ့ဆော်နေစေဖြစ်ကြောင်းနိုင်ငံတကာတရားဥပဒေစိုးမိုးရေးပိုးပေါင်းဆောင်ရွက်မှုကိုနှန့်ရှိုင်းအောင်ဆောင်ရွက်မှာဖြစ်တယ်လို့ပြည်မှုကျွန်းလွန်တဲ့စက္ကန့်တွေကိုပြည့်ပြတ်သားသားရှင်းလင်းသွားမှာဖြစ်ကြောင်းပြည်မှုတန်တရားရှိသူတွေကိုအစွမ်းကုန်လိုက်လံဖမ်းဆီးသွားမှာဖြစ်ကြောင်းတရုတ်ပြည်သူလုံခြုံရေးဝန်ကြီးဌာနသက်ဆိုင်ရာတာဝန်ရှိသူကပြောကြားခဲ့တယ်လို့သတင်းမှာဖော်ပြထားပါတယ်။